တချို့မိတ်ဆွေကောင်းနေဆိုတဲ့အရာတဲ့ကိုရှိလို့မအဲ့တော့ကျွန်တော်မိတ်ဆွေဆိုတဲ့အရာလည်းကျွန်တော်တွေဟာကိုယ့်ဘက်ကနေပြီးတော့လည်းပေးနေလို့မရအောင်သူ့ဘက်ကလည်းကျွန်တော်ပြန်လာအောင်ပါမေတ္တာဆိုတာအတော်များများရှိတယ်လူလောကဆိုတဲ့ဟာပေါ့နော်အဲ့တော့ကိုယ့်ဘက်အပေးတွေပဲမဟုတ်ဘူးနော်ဒီဘက်ကလည်းပေးအောင်ပါဒီဘက်လည်းမပေးဘူးသူ့ဘက်လည်းသူပဲပေးနေဆိုရင်ဒါသမျိုးချမအောင်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကချစ်ခင်ကျင်သာမှုယူရမှုနော်ဂယူဆိုင်မှု ပြီးတော့တိတဲ့နားလည်မှုဆိုတဲ့အရာကဒီစိတ်ခံစားချက်ကိုယ့်ရဲ့ဒီနှလုံးထဲကနေပြီးတော့လာတဲ့တကယ်မေတ္တာဆိုတဲ့အရာဘယ်သူမှဘာမှမပြောဘူးဆိုရင်တော့စိတ်ကအလိုလိုသိဒီတငယ်ချင်းတွေမိတ်ဆွေတွေဆိုတဲ့အရာအားလည်းသူကလူအတိုင်းဝိုင်းပေါ့နော်လူအတိုင်းဝိုင်းမှာသူကဒီကွန်ရက်တစ်ခုလိုမျိုးပဲပေါ့နော်ဖေးမှကွန်ရီမှုဆိုတဲ့အားလေးကတစ်ခုမှတစ်ခုတော့ရှိရမယ်နှွေးထွေးမှုဆိုတဲ့ဟာတစ်ခုမှတစ်ခုတော့ကျွန်တော်ရှိရမယ်ဒီ night scene ဆိုတာရှိရအောင်မဟုတ်တဟဆာလည်းဖြစ်ကြအောင်เนาะအဲ့ဒီဘက်ပေးနေပြီဆိုရင်ဒီဘက်ကလည်း ကဲလို့ပြောလို့လူတွေကကျွန်တော်တွေကအဲဟိုငါမငါတယောက်တည်းအေးဆေးနေနိုင်တယ်ငါမငါပတ်စံလည်းရှိတယ်ငါချမ်းပါတယ်ငါစားနိုင်တောက်နိုင်တယ်ဆိုပေမဲ့လေတယောက်တည်းသွားစားရတာနဲ့အပေါင်းအသင်းနဲ့သွားစားရတာမတူဘူးဗျာဒါပေမဲ့လူဆိုတဲ့အရာလည်းအပေါင်းအသင်းဆိုတဲ့ဟာလည်းရှိမှာအလောကဆိုတဲ့ဟာတဟဇာတာဖြစ်အောင်ဘယ်လန့်စ်လင်းသွားရပြီးတော့ဘလောက်ထိတန်ပါတဲ့လူပဲဖြစ်စေပြီးနားမှာစပိုးရင်းဆိုတာတစ်ခါနေရင်လိုတယ်စကားပြောဖို့ဆိုတာတစ်ခါနေရင်ယူတယ်လိုတယ်အဲ့လိုပုံပေါ့နော် စကားပြောဆိုတဲ့လူတွေဖြစ်စေပြီးတော့ကို့ဘာကဘာမှမလုပ်ပေးနိုင်ဘူးဆိုရင်တော့ကို့ရဲ့စကားလေးကိုနားထောင်ပေးနိုင်မယ်လို့ပြီးတော့နားလည်ပေးမယ်လို့ပြီးတော့ကို့ကိုပြန်ပြီးတော့ကဲလုပ်ပေးနိုင်မယ်လို့ give side ပေးနိုင်မယ်လို့လို့တခါကြီးကျရင်တငယ်ချင်းတွေမိတ်ဆွေတွေကြားထဲမှာကျွန်တော်တို့လိုတာက person လည်းမဟုတ်ဘူးဈေးကြီးပစ္စည်းလည်းမဟုတ်ဘူးမုတ်တွေလည်းမဟုတ်ဘူးအိမ်တွေလည်းမဟုတ်ဘူးကားတွေလည်းမဟုတ်ဘူးပိုင်ဆိုင်မှုတွေလည်းမဟုတ်ဘူးဘာမှမဟုတ်ဘူးအဓိကက ဂယုဆိုင်မှုလေးနဲ့မေတ္တာတရားလေးတွေပြောချင်ကြတာမေတ္တာတရားဆိုတဲ့အရခုနပြောခဲ့တယ်ရှင်ပထန်းနဲ့သူ့လိုလိုလာတာဂယုဆိုင်မှုလေးတခုအဲ့လိုပုံစံမျိုးပေါ့နော်အဲ့ဒါလေးကမေတ္တာစင်မေတ္တာမှန်အဲ့တော့ကျွန်တော်တို့တွေကအပေါင်းအသင်းရှိရယ်ကျွန်တော်တို့တွေလည်းဘာမှမဟုတ်ဘူးပြဿနာတွေပဲပြဿနာတွေဖြန့်ကြီးနေတယ်သူ့ဟာတွေပဲလိုက်ရှင်းပေးနေရတယ်ဆိုရင်တော့နော်ဒါမဟုတ်ဘူးဒါပေမဲ့ရှုပ်တငယ်ချင်းဆိုလည်းရှိပါတယ်ပြောမလားဆိုမလား ဆဲရဲဆိုရဲဆဲရဲဆိုရဲခိုင်းရင်ဖြစ်သွားရဲဒါပေမဲ့အဲ့လိုပုံစံမျိုးတွေဆိုတော့ကျွန်တော်ရှိမှလည်းရှိခဲ့ဘူးလေနောက်ဆုံးအဲ့ relationship ကလည်းကြာရင်အကြီးတန်းွားတတ်တယ်လူပြောက်စိတ်ဆိုတဲ့အရာအခုကောင်းမဲ့ဆိုပေမဲ့လည်းနောက်ချင်ကောင်းချင်မှကောင်းပါကျွန်တော်တွေငွေချင်းတွေကြားထဲမှာမိတ်ဆွေတွေကြားထဲမှာကျွန်တော်တွေပွင့်လင်းမှုလိုတယ်ပွင့်ဝင်လင်းရှိပါမွေးထွေးမှုရှိပါတကယ်မြင်မြင်ရှိပါစစ်စစ်လုံးလုံးလေးနေပါမေတ္တာတရားတွေနဲ့ပဲရှေ့စကြပါတခါကျရင်ကျွန်တော်တို့ရဲ့ဘယ်လောက်ထိတန်ပါတယ်လို့ပဲဖြစ်ဖြစ် ျွန်တော်ဘေးနာမှာကျွန်တော်စကားတွေကိုနားထောင်ပေးမယ်နိုင်မယ်လူတယောက်စပိုးရင်းပေးနိုင်မယ်လူတယောက်မေတ္တာတရားအမှုသက်လေးပေးရင်ပဲရပြီဆိုတဲ့ဟာလေးပေါ့နော်လူတိုင်းမှာရှိပါတယ်အဲ့တော့ကျွန်တော်ဘွားကြီးကိုပြပြရွှေရင်းနဲ့ဖြတ်တမ်းမှာမလို့အဲ့တဲ့လူတွေကိုကျွန်တော်တွေကအရင်မခံစားပါနဲ့ဖြုတ်ချခဲ့ပါအဲ့တော့ဘွားကိုအကောင်းဆုံးဖြတ်တမ်းနိုင်ကြပါစေကျေးဇူးများကြီးတပါးနောက်ထပ်ကြောင်းအရင်မှာပြန်တွေ့ရအောင်